မျက်စိညောင်းညောင်းဝေဝါးခြင်းနဲ့ခံစားရတဲ့အခါဗီဒီယိုတခုကိုတုံးလိုက်ပါအမြင့်အာရုံကြည်လင်စေမှာကျမ်းမာရေးတုံးလားပညာရေးတုံးအဲ့ဒီလိုဒီအမြင်ဆုံးဖြစ်စေကျွန်တော်တို့လည်းတရားဝင်ဆောင်ပြီးဒါပေမဲ့အခုကအဖွဲ့အစည်းတစ်ခုရဲ့ဟိုကောင်းသားကြီးပဲဖြစ်ပြီဟောင်းမင်္ဂလာဝေးပြေးဝင်းတဲ့ကရင်လုံငန်းရှင်တွေနဲ့မင်္ဂလာတော်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဝင်းတို့ရဲ့တွေ့ဆုံမှုဟာလုံငန်းရှင်တွေဟာသူတို့အနေနဲ့မထသရဲ့မတရားသဖြင့်အခကြီးငွေကောက်ခံနေမှုတွေအကြောင်းကို ဂိကထားတင်ပြခဲ့ကြပါရယ်အစိုးရအသင့်အနေနဲ့အာခရိလိမ့်စားမှုပပောက်အောင်လွတ်ဆောင်နေချိန်မှာခုချိန်ထိပြောင်းလဲမှုမရှိသေးတဲ့မထသာဟာငွေကြေးကောက်ခံမှုတွေကိုရဲသုံးစားလုပ်နေတာတွေပြည်စာမပါဘဲငွေကြေးကောက်ခံတာမျိုးတွေရှိနေတယ်လို့ရင်းလိုင်းပိုင်ရှင်တွေဘက်ကပြောဆိုခဲ့ပါရယ်ရှစ်ပြစီမံရေးကအခုကြာတင်စင်းမှုတွေမိမိကိုယ်တိုင်ရဲ့ထိနေရမယ်ကျန်တယ်လည်းမလို့ပြောတဲ့ချိန်ရင်းနေချိန်ထိပြောင်းလဲခြင်းရှိတယ်မထသာတလောက်ဒိန်းရရတဲ့ပုံကတော့ အောက်ဆိုင်မန်နီကိုတီအမ်ဝင်ငွေကြေးကောက်ခံတဲ့အပေါ်မှာရေသွန်းလာလို့လာပြီးဆီနေအောင်ကျောင်းကတီးကြပေါ်ပြနေတယ်။ဒုတိယချက်ကခုနပြောသလိုပဲမိမိရဲ့ယာယီရရဲ့ယာရုလုပ်တဲ့ဝင်ကိုအနာတော့ပဲသုံးပြီးတော့ခုနတင်ရခဲ့တယ်ချုပ်ခိုင်တာတရှိဖရတာပြေဝတ်တယ်။ခုနမိရခိုင်ကမရတော့ကျွန်တော်ရင်းနှီးချုပ်ခိုင်တယ်စတဲ့ချုပ်တော့ဆိုရင်ကျွန်တော်မိရခိုင်ကမစိုးမိရခိုင်တော့မှသူ့ရဲ့ကောက်ခဲ့တဲ့ပုံမှန်ရှိပါ အဲ့ကောက်ခံတဲ့ငွေကတစ်ချက်ဖြစ်နေတယ်။တရားဝင်ပဇက်နဲ့နှစ်ချက်သုံးချက်တော့။အဲ့တော့တရားဝင်ပြည်တာထဲမှာပေးရတဲ့ငွေနဲ့ပို့ပြီးတော့တောက်ခံတာပါပဲ။တပ်ပြေကြောက်တာကိုကျွန်တော်ခုလက်ရှိတခါလေးပေါ်ပြလို့ရပါတယ်။မျိုးရင်းကိုကားတဲ့ငွေရအောင်တိုင်းကားလေး။သူတို့ဖြစ်ပါလေ။ကျွန်တော်တို့မြောက်လာဝိုင်းမှာဒီခွဲရှိပါလေကျွန်တော်တို့ကလားပြားအကြောင်းရှိပါဘာဖြစ်လို့ကားရေးဝင်လဲဝင်တဲ့ကားလေးလိမ့်ရှိရှိလို့လူရင်းကြီးညောကျတဲ့ပြဿနာအဲ့ဒါတွေပါ တိတိကြီးနဲ့ဦးလေးရောက်တော့ဒါလောက်ပဲလို့အာနာရောတုံးသားလို့လည်းဒါမျိုးကလက်သင့်ခံစားအောင်ရှိနောက်တစ်ခုဂျာကဂျာကဘယ်လိုဂျာကလဲကျွန်တော်ဂျာကဆိုတာအခုကျွန်တော်တို့ကဖြစ်နေကားကြီးဘယ်တော့ဂျာကဆိုတော့အဲ့တော့ကျွန်တော်ကားကြီးယူရောက်လေးသင့်ခံရအောင်ပြောင်းပြောင်းချလို့မရအောင်အဲ့မှာကားလေးရှိပတ်သက်တဲ့အဲ့ဒီတိုင်းဒီကားလေးရှိတာကြတော့တင်းတင်းမာတာဘာမှတော့မလုပ်ဘူးဒီဝင်းထဲမှာထွက်ပြန်ပြီးတော့အဲ့ဒါအားရှိပြည့်နေတယ်ဘာမှမလုပ်ဘဲတောင်းနေတာအောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာတရားမဝင် လူခေါ်ပွဲစားလုပ်ကင်နေတာတွေနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးခဲ့ကြပါတယ်။တရားမဝင်လူခေါ်ပွဲစားတွေကိုအရေးယူတဲ့အခါမှာလဲအမှန်တကယ်ပပြအောင်အရေးယူတာမျိုးမဟုတ်ပဲဖမ်းဆီးပြီးတဲ့အခါငွေ3000တောင်းပြီးပြန်လွတ်တာတွေရှိနေပါတယ်။ရန်ကုန်တဲ့ဝင်းကြီးချုပ်ဦးဖြုံးမင်းသိန်းကိုယ်တိုင်ကမထောက်တာကိုဖျက်သိမ်းမယ်လို့ပြောဆိုထားပေမဲ့စုံစမ်းစစ်ဆေးပြီးအပြစ်ရှိတယ်ဆိုရင်တော့အရေးယူမှုတွေကိုဆက်လုပ်သွားမယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဝင်းကပြောခဲ့ပါတယ်။ ဝင်ကြီးချုပ်ကလည်းပြောပြီးပါပြီဖြတ်သိမ်းမယ်လို့ပြောပြီးဖြစ်တယ်ဗျမထသားကဆွမ်းနဲ့ဖြတ်သိမ်းမယ်လို့ပြောပြီးတယ်ဆိုသူကတာဝန်ရှိလို့ကျွန်တော်ပြောတာမဟုတ်ပါဘူးတာဝန်ရှိတယ်ဖြေရှင်းရမယ်ဒီကိစ္စကိုဖြေရှင်းရမယ်အဲဒီအခုကျွန်တော်တိုင်ထားတာကစကန်တာဝန်ကဖြစ်တယ်ဆိုစကန်တာဝန်ကကတော့အဓိကတာဝန်ပြောဖြေရှင်းရမယ်ပေါ့မထသားပါဒီကိစ္စမှာပါနေတယ်ဆိုရင်ဆက်လက်ဆုံးဆန်းပြီးတော့မထသားကိုပါဆက်ပြီးတော့တာဝန်ရှိတယ်မထသားတာဝန်ရှိတယ်လို့ပါဆက်ပြီးပြောတာ